Minglava, today I'm going to teach grade 11 unit 10 sleep deprivation. vocabulary ကိုသွားမယ် tan be vocabulary မှာဒီချက် compound adjective တွေအကြောင်းပြောကြမယ်ပေါ့နော် compound adjective ဆိုတာဘာလဲဆိုတာစပြီးကြည့်ရအောင် compound adjectives are formed with two words they often have a hyphen uh, many compound adjectives are formed from the past or present participle of verbs အဲ့တော့ဒီ compound adjective ဆိုတာကဒီ word စကားလုံးနှလုံးကိုပေါင်းဆက်ထားတာပေါ့နော်စကားလုံးနှလုံးနဲ့ဖွဲ့စည်းထားတယ်သူတို့တွေကိုဒီချေတို့ကအများဟိုအများစုကတော့ hyphen လေးခံပေးထားတယ်ပေါ့နော် hyphen ပေးမှာဒီစကားလုံးနှစ်ခုချိန်မှာ hyphen လေးခံပေးထားတယ်နော်အော် many compound adjective တရားဆိုလို့ရှိရင်တဲ့ဒီချေတို့ဒါ present တို့ past participle present participle adverb တွေဥမာ ed တို့ ing တို့အဲ့ဒါတွေနဲ့ပေါင်းဆက်ထားတာကြီးအများစုဖြစ်တယ်ပေါ့နော် Also, sleep deprivation is a common problem in today's fast-paced society. Uh, that's how I'm going to buy a second loan. Not the prevention လို့ခေါ်တဲ့အေးရမွားမွားဆိုလို့ရှိရင်တဲ့ဒီနေ့ခေတ်လိုမျိုးပေါ့နော်ဒီအဟုန်နဲ့ပြေးလွှားပြီးတော့လူုံကန်လှုပ်ရှားနေရတဲ့လူမှုအဖွဲ့အစည်းမှာအမှဒီပုံလေးနဲ့တရုတ်ပေါ်တာပေါ့ဒီမှာဒီအောက်မှာတိုက်တာအဆောက်အဦအပေါ်မှာဒီ나이ပေါ်မှာဒီအမျိုးသမီးပြေးလွှားရဲဆိုလိုတာအချိန်နဲ့အမျှပြေးလွှားခါတဲ့အချိန်ကုန်နဲ့သွားနေလုပ်ငန်းတွေမှာလှုပ်ဆောင်နေရတဲ့အတွက်ဒီဟာပုံမှန်ပေါ့နော်ဒါအများစုဖြစ်တတ်တဲ့ပြဿနာပေါ့အဲ့ဒါကိုဒီချယ်ရိုးကဟို ပြန်ပြီးတော့အသေးပဲလေးပြောရမယ်ဆိုလို့ရှင်သူပါဆိုလို့ရှင် sleep deprivation come on in society where people tend to expect of that uh, everything to happen right way ပေါ့နော် right away ပေါ့အဲ့တော့ sleep deprivation ဟာဒီချက်ဒီ society ပေါ့နော်အဲ့မှာဆိုလူတွေอ่ะဆိုလို့ရှင်သူတို့ရဲ့မျောလင့်လှုပ်ဆောင်ရမယ့်ဟာတွေပေါ့နော်မမှန်ကန်လှုပ်ဆောင်နိုင်မှုဖြစ်ပျက်ဖို့အတွက်ကိုဒါရုံးကန်လှုပ်ရှားနေရတဲ့အခါမှာဒီ sleep deprivation ကဖြစ်တယ်ပေါ့နော် we we have opportunity for participation in participation and decision making process တို့တွေမှာတဲ့เนาะရှိရမယ်เนาะဒီဆုံးဖြတ်ချက်ချမှတ်တဲ့ဖြစ်စဉ်အဖြစ်ပြက်ဟိုစာဖြစ်စဉ်ပေါ့เนาะလုပ်ငန်းစဉ်တွေမှာဆိုရင်တို့ရဲ့ဟိုစာပါတဲ့ပါဝင်ပေါ့ဒီထဲမှာ participation ပေါ့เนาะပါဝင်ဆုံးဖြတ်ရမယ်အခွင့်အရေးရရမယ်လို့เนาะ ရလိမ့်မယ်လို့ပြောထားတာဖြစ်ပါတယ်။အဲ့ဒါဆိုလို့ရှိရင်လည်းဒီချေတို့က decision making ပေါ့နော် decision making ဆိုတာဒါဒီချေတို့ဒါကိုပြန်ပြီးပြောရရင် we will have opportunity to participate in making decision တို့တွေကဒီဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာအခွင့်အရေးရရမယ်လို့ရလိမ့်မယ်လို့ပြောထားတာဖြစ်ပါတယ်။ဒီအခွင့်အရေးတစ်ခုဒီတစ်ခုကိုဆုံးဖြတ်ချက်ချရမယ်ဆိုရင် why ဝန်ပြီးတော့ဒါ decision ချတဲ့အချိန်မှာဆုံးဖြတ်ချက်ချရမှာပါဝင်နိုင်ပါဝင်ခွင့်ရှိရမယ်ပါဝင်ရမယ်လို့ပြောတာပါ။အဲ့တော့ဒီမှာဒီချေတို့ကြည့်ရအောင် ဖောင်ကွန်ပါအက်ဂျစ်တစ် by matching the walls in column A with those in column B အဲ့တော့ဥပမာဆို example 1လို့သူကပေးထားတယ် brightly lit ပေါ့เนาะတကယ်ကို brightly lit ဆိုတာတကယ်ကိုလင်းလက်တောက်ပတောက်ပဆိုတာလင်းလက်နေတယ်ပေါ့ကဲအဆိုတချို့လို number 2 deeply အာ deeply ဆိုတော့နက်နက်ရှိုင်းရှိုင်းကိုဘာဖြစ်မလဲနက်နက်ရှိုင်းရှိုင်းနော်အမြင့်တွင်နိုင်နေနက်နက်ဆိုင်ဆိုင်ကိုဘာဖြစ်မလဲသိရှိနိုင်တဲ့အဓာမျိုးလေးစဉ်းစားလို့ရတယ်နော်ဖာ ဖာနဲ့ဘာနဲ့တွဲမလဲဖာဆိုတာကဝေးกว่าတယ်လှမ်းအလှမ်းဝေးတယ်ပေါ့ကဲအဲ့ဒါဆိုဒီချက်တော့ဒီဘက်ကဘာလေးနဲ့တွဲရင်ကောင်းမလဲเนาะပြီး highly မြင့်မြင့်မာမာကိုဘာလုပ်မှာလဲမြင့်မြင့်မာမာဘာဖြစ်မလဲတူဦးတူဦးဒါမှမဟုတ်တစုံတယောက်ကို highly ဘာလုပ်မလဲပေါ့เนาะဒါမျိုးလေးစဉ်းစားမယ်အိုးဒါကတော့သုံးနေကြပါအာဒီသူသူကတော့ကွာအိုးပါဖြစ်လေဒါသူ့ရဲ့ပုံရပုံတွုံးကြီးအဲ့လိုမျိုးပြောရင်ဘယ်လိုပြောမှာလဲနောက် open များသောအားဖြင့်သုံးတတ်ပါတယ် ။နော်ဒီထက်ကစာလုံးလေးကိုကြည့်လိုက်တာနဲ့ခလေးကိုတံပြီးတွဲနိုင်မယ်ထင်တယ်။တော်တော်များများဒါလေးကြားဘူးလိမ့်မယ်။နောက် quick ဆိုတော့အမြန်နော်ပြီးတော့ rapidly ဆိုတာလျင်မြန်စွာ well ဆိုတာကောင်းကောင်း widely ဆိုတာကြဲကြဲပြက်ပြက်အဲ့တော့ဒီ Columbia ကိုကြည့်ရ rooted ဆိုတာဒါအမြစ်တွေ့တာပေါ့เนาะအမြစ်ဆွဲတာဒါဒါအသားကျတဲ့ပုံတယ်ပေါ့เนาะတကယ်ကိုအထဲမှာနက်နက်ရှန်ရှန်ရောက်ရှိနေတဲ့သဘောဒါ widget ဆိုတာအလွယ်တကူလွယ်လွယ်ကူကူခါချက်ချင်းကို ဟိုဗါလဲရည်ရွယ်ရေရှိုးပတ်ရှင်လည်းပြောနိုင်တဲ့ချက်ချင်းဒီအရေးကဲကိုတိလိုက်တာပေါ့နော် establish ဆိုတာကောင်းကောင်းလှုပ်ဆောင်နိုင်တဲ့ထူထောင်နိုင်တဲ့အဲဆောင်ရွက်နိုင်တဲ့အခြေချနိုင်တဲ့ပေါ့နော်အခြေဥစားလှုပ်ဥစားစတင်နိုင်တဲ့ပေါ့အဲ့လိုမျိုးပြောတာပါ minded ကတော့ဒါစိတ်နဲ့ပတ်သက်တဲ့ list ဆိုတာကဒီအဖြစ်မှာပါပြီးသားเนาะဒါ တောက်ပတဲ့ဥသာမီးထွန်းတဲ့အခါမှာအလင်းရောင်ဖြစ်တဲ့အကြောင်းလို့ပြောထားတာ recognize ဆိုတာသိရှိတာ respected ဆိုတာလေးစားတာ fashion ဆိုတာကကြတော့အားလုံးသိပြီးသားဖြစ်တယ်။နောက် increasing ဆိုတာတိုးမြင့်တာ reaching ဆိုတာရောက်ရှိတာကဲအဲ့ဒါဆိုဘယ်လိုတွဲမလဲ။ဒါဒါ example ဒါဓမ္မဓာမျိုးလေးဆိုလို့ရှိရင်ဒီမှာ hyphen လေးခံတာဒီမှာလည်းတခြားဟိုစာလေးပေါ့နော်ဒီကျတော့ compound adjective လေးရှိတယ်။ နော်ဒီမှာဆိုလို့ရှိရင်လေဒီ hyphen လေးခံပြီးသုံးတာပေါ့အဲ့တော့ချေလို့ဘာလေးတွင်မလဲခုနကတော့ brightly လေးရှိမယ်အပီဝမ်ဆို deeply ဆိုဘာနဲ့တွင်ကောင်းမလဲ rooted ဆိုပို့အဆင်ပြေမှာပေါ့ဟုတ်တယ်မလားအဲ့ဒါမျိုးလေးကိုစဉ်းစားပြီးတော့တွဲကြည့်ပေးပါကဲအန်ဆာကတော့တီချာတို့နံပါတ်1မှာတော့ brightly lit ပေါ့ဘာလို့ဘာလို့လဲဆိုတော့တီချာတို့ဒီသူ့ရဲ့အဓိပ္ပာယ်ကတော့တကယ်ကိုတောက်တောက်ပပကိုလင်းနေတာ deeply rooted နိုင်နိုင်ဆိုင်ဆိုင်ကိုအမြင့်တွဲနေတာ far reaching ကြောင့်ဒီဟာကိုရရှိဖို့အတွက်ကတော့လှမ်းဝင်နေသေးတာ highly respected တကယ်ကိုမြင့်မြတ်မမပေါ့နော်ဒါလူယူသေးတာလေးစားတာပေါ့နော်အလေးအလေးမြတ်ပြူတာ old fashion fashion ဟောင်းကြီးပေါ့ဟိုဟိုဒီပုံစံဟောင်းကြီးပေါ့နော် open minded ဆိုတာပုတ်ပွင့်လင်းလင်းနော် quick witted ဆိုတာအဘယ်ဟာကိုမဆိုချက်ချင်းသိမြင်နေဟိုစာလုံးလို့စားရေရွှေနောက်လုံနိုင်နေပေါ့နော်အဲ့လိုပုံစံမျိုး rapidly increasing ဆိုတာလှိမ့်လိမ့်မြောင်တိုးပွားလာတာ well established ဆိုတာကောင်းကောင်းလေးကိုဒါထူထောင်နိုင်နေတည်ထောင်နိုင်နေအစာပြူနိုင်နေပေါ့နော် ဒါဖော်ပြဥပဒေအဲ့လိုမျိုးလေးတွေဆိုရှင်ထုတ်ဝင်နိုင်တယ်ပေါ့ဒါအမျိုးမျိုးတုံးလို့ရတယ် widely recognize ဆိုတာကကိုသူကြည်ကြည်ပြတ်ပြတ်သိရှိတယ်ပေါ့เนาะကဲအဲ့ဒီ answer လေးတွေကိုတိပြီးွားရင်တချို့ now exercise တွေမှာလည်းဒါလေးကိုဘယ်လိုသုံးလဲဆက်ကြည့်ရအောင်ကဲအဲ့တော့သူကဆယ်ပုတ်ပေးထားတာပေါ့เนาะ number B မှာတော့ complete the sentence using the appropriate compound adjective from exercise A ခုနကတချို့ exercise A မှာရထားခဲ့တဲ့เนาะဒီအတွဲလေးတွေပေါ့เนาะဟိုသား ကောပါအက်ဂျစ်တစ်ကလီတင့်တော်တဲ့နေရာမှာထည့်ရ။ကဲအော်ဒီချယ်လို့ဒီမှာကြည့်ရင် today ဒီနေ့မှာ many teenager think that their parents have ideas and view on how they see the world ။ကဲထင်းရကြဆဲကျော်တက်ကလေးတွေကသူတို့ရဲ့မိဘတွေဘလို့ထင်ပါလဲ။နော်သူတို့ရဲ့အတွေးတွေသူတို့ရဲ့ကဘာယူမှာကြည့်တဲ့အမြင်တွေနော်သူတို့ရဲ့ idea တွေကဘာဖြစ်တယ်လို့ဆိုတော့ကလေးဆိုတော့လူကြီးကိုဘလို့ထင်မလဲ။ ဟုတ်တယ်နော်တောင်တောင်ဟိုသားသမီးဆိုတာမိဘတွေဆိုရင်ဘာဖြစ်သွားပြီလို့ထင်မလဲအဲ့ဒါဆိုလို့ရှိရင်ခုနတီချက်လို့တွဲထားတယ်ဒီ compound adjective ဆီကဘာလေးအဆင်ပြေမလဲတေချာစဉ်းစားမယ်နော်နောက် you can talk to our teacher about anything she is very ဒီငါတို့ရဲ့ပေါ့နော်ဆရာမကဟိုအရာဘဲရအောင်ဆိုပေါ့ပြောဥစားပြောတယ်ပေါ့နော် तू आ ဘလို့သူဖြစ်မလဲပေါ့နော် about anything နော် we can talk to our teacher about anything ဘယ်ဟာကိုမစိုးငါတို့ teacher ကိုပြောနိုင်တယ်ဘာကြောင့်လဲဆိုတော့သူ့မှာဘလို့စိတ်မျိုးလေးရှိလို့လေ เนาะဒါလေးကိုစဉ်းစားပြီးရေးရမှာเนาะ Now after 3 months 3လအကြာမှာငါရဲ့အဖေ my father will be in his new career သူ့ရဲ့အဖေက career ဒီလုပ်ငန်းပေါ့เนาะသူ့ရဲ့ဒီတမွေးဝမ်းကြောင်းလုပ်ငန်းအစ်စ်ကိုသူကူးပြီးဒါပေမဲ့နောက်3ကူးပြီးဆိုအဆဆိုအခက်ခဲရှိမှာနောက်3လဆိုတော့ तू ကကောင်းကောင်းဘာလုပ်နိုင်ပြီလဲအဲ့ဒါကိုเนาะအဲ့ဒါလေးစဉ်းစားရမယ် Now children should be treated well as a felon or rejection of offense နော်ကလေးတွေကိုတဲ့ကောင်းကောင်းမွန်မွန်တကယ်ကိုအကောင်းကောင်းလေးကိုပြုစုပြောထောင်သင့်တယ်နော်ပြုမှုဆက်ဆံသင့်တယ်ဘာကြောင့်လဲဆိုတော့ဒီ feeling of rejection ဒီငင်းပယ်ခံရမှုပေါ့နော်ဖယ်ရှားဖယ်ထုတ်ထားတာပေါ့နော်အတိမတ်မပြုတ်ထားခြင်းဒီသူတို့ရဲ့ဘဝမှာဘာဖြစ်နိုင်လဲဒါဟာကြီးလာတဲ့အထိဘာဖြစ်သွားနိုင်လဲဆွဲမြဲသွားနိုင်နေအဲ့ဒါဆိုဘယ်စားလုံးလေးနဲ့ကန့်ညီမလဲစဉ်းစားအောင်နော် စဉ်းစားပြီးဖြေရမယ်။ Now my answer is a full of new ideas a strong sense of social obligation ။ငါရဲ့ NTR ဆိုလို့ရှိရင်တကယ်ကိုအမြဲတမ်းအကြံဉာဏ်အသစ်တွေလည်းပြည့်နေပြီးတော့ဒီဒီလူမှုရေးနဲ့ပတ်သက်တဲ့ဝတ္တရားတွေနော်ဒီအရာတွေနဲ့ပတ်သက်ပြီးတော့လည်းအယံကိုခါတယ်ဒီခံစားမှုအားလည်းကောင်းတယ်ဆိုတော့ဘာဖြစ်မလဲ။ तू ကမြင်မြန်ဆန်းဆန်းသိတဲ့အားမျိုးပေါ့နော်။တကူကမြင်မြန်ဆန်းဆန်း तू ကပြန်ပြီးတုံ့ပြန်နိုင်တဲ့ပုံစံမျိုးလေးဆိုတော့ဘယ် ရှေ့လိုအတွဲလေးကိုထည့်မလဲနောက်နံပါတ်၁ the biwa urban population are given rise to housing shortage ကဲဒီ urban population ဆိုတာမြို့ပြလူဦးရေမြို့ပြလူဦးရေရဲ့ဘာဖြစ်လာခြင်းဟာဒီအိမ်နေဒီအဆောက်အုံနေ housing shortage ကိုဖြစ်မြင့်မားစေမလဲ population နေအရန်ဘာဖြစ်လာလို့လဲအများကြီးဘာဖြစ်လာလို့လဲ တူလာလို့ဖြစ်မယ်เนาะအဲ့တော့ဘယ်အတွဲလေးကိုထည့်မလဲဒီမှာလဲစဉ်းစားပါစဉ်းစားလို့ရမယ်ထင်ပါတယ်ခုနကတော့အတွဲလေးနေဒီမှာဆိုဒါခုလောက်တောင်းမြင်ရောင်လေးလောက်ပြီးအဲ့တော့တေချာစဉ်းစားပြီးထည့်ရအောင်နောက်နံပါတ်7 a sans post store have become more than famous actresses actresses အခုဆိုရင်เนาะ sports star တွေလေအားကစားနဲ့ပတ်သက်တဲ့ကြဲပွင့်ပေါ့ငွေကြဲပွင့်နေเนาะကြဲပွင့်နေအချို့ဟာဆိုရင်ကြော်ကြားတဲ့တရုတ်ဆောင်မင်းမင်းသားမင်းသမီးထက်တောင်မှဘာဖြစ်သေးလဲ လူတည်များတာဖြစ်နိုင်တယ်လေဟုတ်ပြီမလားအဲ့တော့အဲ့ဒါလေးထည့်ရအောင် a damage to mangroves and coral reefs ဆိုတာဒီဒီတန်နာကြောက်တန်းတွေဒီဒီဘက်ကဒီပင်လယ်နားမှာရှိတဲ့ဒီဒီကြောက်တန်းလေးတွေဒီ mangroves လေးတွေဟာဆိုရင်ねเนาะ have a first on people living in the coastal area နော် coastal area ကမ်းရိုးတဲ့ဒေသမှာနေတဲ့လူတွေပေါ်မှာ affects သူတို့မှာတက်ရောက်မှု တက်ရောက်မှုရှိတယ်ဆိုတာလေးကိုပြောထားဖြစ်တဲ့အတွက်ဘယ်စာဘယ်ဖရစ်လေးကိုယူပြီးတော့ဒီကောလမ်မှာထည့်ရအဆင်ပြေမယ်အင်းမြန်မာဒီဟာလေးတော့လွယ်ပါတယ် teachers အာ bind their student မြန်မာမှာဆိုရင်ဆရာဆရာမတွေဟာသူတို့တပည့်တွေသူတို့ကျောင်းသားတွေရဲ့ဘာဘာချင်းကိုခံရမလဲဒါတော့ခလေးတို့ချက်ချင်းအပြေရနိုင်မယ်ထင်ပါတယ် on our way to mandley last night เนาะမန်လေးကိုသွားတဲ့အခါမှာเนาะငါတို့ရဲ့လမ်းမှာငါတို့ကတဲ့ along rose up နေပြီးတော့နေပြီးတော့ရဲ့ဒီ line ကြီးကဘလို့နေလဲသွားဘူးတဲ့လူတိုင်းတိမာပါเนาะတကယ်ကိုလင်းလက်တောက်ပနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကြာနဲ့တင့်တော်တဲ့စာလုံးလေးကိုထည့်ရမှာဖြစ်ပါတယ်။ကဲအားဆိုလို့ရှိရင်ခုနတီချေပြောခဲ့တဲ့အဖြေလေးတွေမိဘတွေကိုဒီဆက်ကြောတက်ကလေးတွေကဟာသူတို့ကအဖေတို့အမေတို့က old fashion တွေပါကွာဟုတ်တယ်မလားဒါအတွေးခေါ်ဟောင်းနေเนาะအဲအဲ့အရာမျိုးတွေ ပေါ်တော့ပုံစံအဟောင်းကြီးပါလို့ပြောလို့ရှိတယ်။နော်ဆီယမောက်ဒီဘာမင်းဘာမဆိုပြောနိုင်နဲ့ဆီယမောက်ဘာလို့လဲပုံမွင့်လင်းလင်းမာ open minded ဟုတ်ပြီအဖေကဒီအလုပ်တစ်ကိုသွားစနေပြီးနောက်၃လလောက်ဆိုဆိုရင်တော့အဖေကကောင်းကောင်းယူဒီအလုပ်မှာသူအခြေချနိုင်ပြီးသူအလုပ်ကံလုဆောင်နိုင်ပြီလို့ပြောထားတာဖြစ်ပါတယ်။နောက်ပြီးတော့ကလေးတို့ငငယ်တွေကကောင်းကောင်းပြုစုစောင့်ရှောက်ထားရမယ်။အဲ့လိုမှမဟုတ်အဲ့လိုမျိုးပေါ့နော်သူတို့ရဲ့ငယ်ဘဝချိုင်းမှုပေါ့နော်ငယ်ဘဝမှာတွေ့ကြုံခဲ့ရတဲ့ဒီဖဲထုတ်ထားတာလို့သူတို့ပေါ့နော်တတိမပြတတိမမူပဲပေါ့နော်ဒီလိုဖဲထားတာမျိုးပေါ့နော်ငယ် င်းပယ်ထားတာမျိုးဟာဆိုရင်သူတို့မှာတကယ်ကိုနက်နက်နေနေအမြင့်ဆွဲသွားနိုင်တယ်လို့ပြောသွားတာပါ။နောက် quick quick တက်ပေါ့နော်သူတို့ရဲ့ anti ဟာဆိုရင်เนาะဒီမှာဆိုလို့ရှိရင်ဒီပုံလေးတွေကိုကြည့်ရင်လည်းမြင်ရမယ်။အဲသူသူကသူ့ရဲ့ anti ဟာဆိုလို့ရှိရင်ဘယ်လိုလူမျိုးလဲเนาะအဲ ဒီမှာဒီပုံလေးနဲ့တချေပြထားပါဗောနော်သူရဲ့ anti-air ဆိုလို့ရုပ်တရက်လဲသူကသူညံကိုကပွင့်လင်းတာဗောတခုဆိုလို့ရှင်သူကချက်ချင်းဒါအောင်ဘလို့ပြတုတ်ပြရမယ်ဒါလေးကိုနောက်ဆုံးရဲရဲမုံမုံနဲ့ပော့ပါဘလို့ဖြစ်အောင်လုံးဝမလဲဆိုတော့သူကပြောနိုင်တယ်ဆိုတဲ့ပုံစံလေးနဲ့တို့ခေါ်ထားတာပါအဲ့တော့ဒါ quick wit tactically ထည့်ရမယ် now rapidly increasing ဒီမှာလေးလူကြီးတွေတိုးတက်လုံးဝကြိုဒီမှာကြည့်ပါဦးအိမ်ဒီမျိုးပြလူကြီးကတအားတိုးတက်လာအတွက်ဒီအိမ်ကြီးက ချက်ချင်းပေါ့နော်လိုအပ်ချက်တွေလည်းအများများလာပြီးတော့ဒီမှာအထက်တွေလည်းအမြင့်ကြီးပေါ့နော်ဒါဒီနေရာတိုင်းမှာဒီလိုမျိုး ပုံစံမျိုးလေးဖြစ်လာတာလေးကိုပြထားတာပါအဲနောက်တစ်ခုကကြတော့ဒီတချို့တော့ပေါ့နော်ဟိုစပော့စတာတွေပေါ့เนาะအားကစားငွေကြေးပွင့်နေရဆိုရင်ကြော်ကြားတဲ့တရုတ်ဆောင်မျိုးသမီးမင်းသားမင်းသမီးတွေတောင်မှပဲကြဲကြဲပြက်ပြက်လူသိများသေးတယ်လို့ဒါပြောထားတာဖြစ်တယ်။အာနောက်တစ်ခါကျတော့ဒီကိုစတယ်တွေနဲ့ပတ်သက်အေရီးယားမှာရှိတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ဒါကတော့ဒါ ဖာရီချင်းပေါ့เนาะဒါရောက်ရှိဖို့အလံဝေးတယ်ဆိုတာလေးပြထားတာနောက်ပြီးတော့ဒီမြမမာဆိုလို့ရှိရင်ဆရာဆရာမတွေဟာမိမိတို့ရဲ့ចောင်းသားတွေရဲ့အာဒီကဲမြင့်မြတ်မမပေါ့နော်ယူသေးလေးစားခြင်းကိုခံရတယ်ဆိုတာမျိုးပေါ့နော်နောက်တစ်ခါကျတော့နေပြီးတော့မလို့သွားရလမ်းမှာနေပြီးတော့ကဒီကဲကိုလင်းထိန်နေတယ်ပေါ့နော်တတော်ကလင်းထိန်နေလမ်းကြီးကနေဖြတ်တန်းသွားရတယ်ဆိုတာပြောတာဖြစ်တဲ့အတွက်ဒီအဖြေလေးတွေကိုဟိုစားခလေးတို့တော်တော်များများလေးဖြေနိုင်လိမ့်မယ်လို့ထင်ပါတယ် Thank you I'll stop here uh see you next slide.